ဒီနေ့မှာတော့သင်နာမည်ကပြောနေတဲ့သင်အကြောင်းဆိုတဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးပြောချင်တယ်ဗျဘလောက်မှန်လဲဆိုတာစမ်းကြည့်အောင်ဗျဥမာပြမိတ်ဆွေရဲ့နာမည်မှာပါတဲ့အင်္ဂလိပ်အက္ခရာပေါ့ဗျာ A B C D အဲရနေဇတိပေါ့အဲ့ဒီအက္ခရာတွေကနေမိတ်ဆွေရဲ့စရိုက်ကိုအနည်းဆက်ဆုံးနဲ့အမှန်ကန်ဆုံးခန့်မှန်းနိုင်ဖို့နီလန်ကောင်တို့မျိုးရှိတယ်ဗျမမမသိကြရင်တော့ကိုယ့်ဘာသာစမ်းလို့ကြည့်ပါ အများစုကတော့အမှန်တယ်လို့ဆိုပါတယ်။ဥမာပေါ့ဗျာ။နာမည်မှာမိုးပါတယ်ပေါ့။မိုးဆိုရင် MOE မိုးပေါ့ဗျာ။ M သင်္ကေတကဘာကိုရည်ညွှန်းလဲဆိုတော့အောင်မြင်မှုတွေကိုမိတ်ဆွေလွယ်တကူရမယ်တဲ့။ O သင်္ကေတကမိတ်ဆွေဟာအင်မတန်ပွင့်လင်းတဲ့သူတဲ့။ E ဆိုတဲ့သင်္ကေတဟာမိတ်ဆွေဟာအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့သူတဲ့။ဒါဆိုရင်တော့သဘောပေါက်ပြီဗျ။အခုဆိုရင်အခုကျွန်တော်ပြောပြမယ်။ A ကနေစက်သေးကနေကိုယ့်နံပါတ်တွေကို ရှာကြည့်ကြည့်အောင်တကယ်လို့မိတ်ဆွေရဲ့နာမည်မှာ A အခရာပါမယ်ဆိုရင်မိတ်ဆွေဟာအင်မတန်မှ A တဲ့သူဖြစ်ပေမဲ့မိတ်ဆွေရဲ့စိတ်ထဲမှာအကြံတစ်ခုရှိတယ်တဲ့ B ဆိုရင်မိတ်ဆွေဟာသစိမ်းတရားဆန်နဲ့ဆက်စင်ရနိုင်အမြဲတမ်းတတိရှိတယ် C ဆိုရင်မိတ်ဆွေမှာလုပ်ဖို့ကံပတ်စိတ်ဓာတ်အပြည့်ရှိတယ်ဒီသင်္ကေတကတော့မိတ်ဆွေဟာလူတစ်ယောက်ကိုယုံကြည်ဖို့အင်မတန်ခက်ခဲတယ်တဲ့ E ဆိုတဲ့အခရာမိတ်ဆွေမှာအင်မတန်မှာ စိတ်ဝင်စားစရာကောင်းတဲ့သူပါနဲ့ F ဆိုတဲ့အခေအပိုင်မိတ်ဆွေဟာချင်မွေးပါပါလေ G ဆိုတဲ့တင်ကြတာပိုင်မိတ်ဆွေဟာလူတွေကိုအကဲခတ်တာအရန်တော်တယ်တဲ့ H တင်ကြတာပိုင်တော့မိတ်ဆွေဟာစင်ကျင်တော်တရားမရှိဘူးတဲ့ I ဆိုတဲ့ချက်ပိုင်မိတ်ဆွေဟာအမြဲတမ်းပြုံးနေပြီးတပားသူကိုလည်းပျော်ရွှင်စေတယ်တဲ့ J ဆိုရင်တော့မိတ်ဆွေမှမနာလို့မရှုစိတ်စိတ်ရှိတယ်တဲ့ K ဆိုရင်တော့မိတ်ဆွေဟာ မြဲတမ်းစူးစမ်းဆန်းသက်လို့သိရှိပါတယ်။အဲ့ဒီတင်ဂိတာကမိတ်ဆွေအချစ်ကိုကိုးကွယ်သူပါ။ M ဆိုတဲ့အခေယကတော့အောင်မြင်မှုတွေကိုမိတ်ဆွေအလွဲတကူရမယ်တဲ့။ N ကတော့မိတ်ဆွေဟာလုံးမရှိမနေတတ်သူ။ဒါပေမဲ့ရှင်းရည်လည်းညီညွတ်တတ်သူတဲ့။ O ကတော့မိတ်ဆွေဟာအင်မတန်မှပို့လင်းတဲ့သူပါတဲ့။ P ကတော့မိတ်ဆွေဟာအင်မတန်ရှင်မှုပြီးနားလည်မှုပြည့်ရှိသူပါတဲ့။ Q ကတော့မိတ်ဆွေဟာသူတို့ကောင်းအောင်ဆောင်ထားတယ်တဲ့။ R ကတော့မိတ်ဆွေဟာ လူမှုရေးကိစ္စတွေမှာမပါမဖြစ်လို့ပဲတဲ့ S ကတော့မိတ်ဆွေဟာသဘောထားကြီးမာတယ် T မိတ်ဆွေမှာကြီးမားတဲ့ရည်မှန်းချက်ရှိတယ် U ဆိုရင်မိတ်ဆွေဟာအားလုံးနဲ့ရင်ပေါင်းတန်းတန်းတယ်လို့မှတ်ပါတယ် V ဆိုရင်တော့မိတ်ဆွေကကိုယ့်ကိုယ်ကိုအရန်ချောတယ်လို့ထင်တယ်တဲ့ W ဆိုရင်တော့မိတ်ဆွေဟာကိုယ့်အကြောင်းကိုသူများကိုမပြောပြချင်ဘူးတဲ့ X သင်္ကေတဆိုတော့မိတ်ဆွေဟာသူများကလာပြီးတော့လမ်းပြတာဆရာလောက်တာမချိုက်ဘူးတဲ့ ။ဘာလို့ဆိုရင်တော့မိတ်ဆွေမှာအခက်အခဲတွေအများကြီးရှိတယ်ရှိကြတယ်တဲ့။ဆက်ဆိုတဲ့သင်္ကေတကတော့အမြဲတမ်းတရားနဲ့ရံဖြစ်ရမှာကျင့်တဲ့သူတွေဗျာ။ကဲမိတ်ဆွေတို့မှန်မှန်ကိုယ့်ဘကိုယ်ပဲပေါင်းပြီးတော့တွက်ကြည့်ပေါ့ဗျာ။နောက်ထပ်တစ်ခုပြောချင်တယ်ဗျာ။ဒါကတော့လက္ခဏာမဟုတ်ဘူးဗျာ။ဒါပေမဲ့မိတ်ဆွေကလက်ချားယူနေလား။သူမိတ်ဆွေကလက်ချားမျိုးပဲလက်ကစီနေလား။ဒီလိုမျိုးပုံကိုယ်တွေအတွက်အဟောလီပါ မိတ်ဆွေလက်ခွာကိုစိတ်လိုက်လို့မှလက်ချောင်းလေးတွေကပူကပ်မနေပဲလက်ကြားယူနေတာကိုတနည်းပြောရင်လက်ချောင်းလေးကမှကွာဟနေသူကိုငွေမမြဲသူအုံဖြုံကြည့်သူတွေဖြစ်သတ်မှတ်လိမ့်ရှိပါနဲ့အခုပဲကိုယ့်ရဲ့လက်ခွာကိုဗျာတတောင်တတလေးဖြေလျှော့ပြီးတော့လက်ချောင်းလေးတွေကိုစူးစီးကြည့်ပါအတင်းငါရောကြီးတင်းတင်းကြပ်ကြပ်ကြီးမလုပ်ပါနဲ့ပုံမှန်တိုင်းပါပဲလက်ချောင်းလေးကမှလက်ကြားယူနေတာရှိလားလက်ကြားမယူပဲလက်ကြားလေးတွေစိနေသလား ဒီပေါ်မှာမူတည်ပြီးတော့ခုခေါ်ကြတယ်နဲ့တိုက်ဆိုင်ဆစ်စစ်နိုင်ပါလေတကယ်လို့ကိုယ့်ရဲ့လက်ဖွာကြမှာဗျာဘလို့ယူပေါ့မှမရှိပဲလက်ချောင်းလေးတွေချင်းချင်းပုတ်ကတ်နေမယ်ဆိုရင်မိတ်ဆွေအားစိစက်သိကြသူပြုလက်တွေ့သမားကောင်းမှသူလိုက်သိမနေတတ်သူတခါကြလေအတ္တကြီးလွန်သူဖြစ်နေတတ်ပါတယ်တပြိုင်တည်းမှာပဲလက်ကိုစောက်ချလုပ်တတ်သူဗျာကြီးပွားချမ်းသာတိုးတက်အောင်လုပ်နိုင်သူအောင်မြင်မှုကိုခုံမင်တတ်သူလည်းဖြစ်နေပြန်ရောကြားမှုနေကြစကားအတိုင်းပြောရရင်စိစစ်သုံးဆွဲတတ်သူဖြစ်ပါတယ် ဘလို့အပဲစွန့်ကျဲပေးကမှုမရှိသူ ဖြစ်ပါတယ်။လက်ချောင်းရုပ်တို့တနည်းအားဖြင့်လက်ချောင်းလေးတွေကြာထင်သာမြင်သာတဲ့ဟာပေါက်တွေရှိနေသူ ဆိုရင်တော့ဗျာဘဝမှာစိတ်ထင်ရလုပ်တဲ့သူကြီးမဲကျက်မြင့်မှာပြီးမနာမလေးစူးစားသူအစဉ်ပြီးအောင်မြင်နိုင်လွယ်လွယ်နဲ့ပြန်တော်ပြီးပျော်နေတတ်တဲ့သူဗျာစီးပွားမြင်အားနေတယ်စေနာတွေကောင်းလို့အိတ်ကောင်းတဲ့ဖားအိတ်ပေါက်တဲ့ဖားကောက်တယ်လို့ဖြစ်နေတယ်ကိုနီကိုဟန်နဲ့သာဘဝကိုဖျက်ဆီးကြရတယ်ဗျာ ဒီအချက်တွေကအကျံပြင်းယူဆချက်တွေပေါ့ဗျာလက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကတိတာမြင်သာတဲ့အကွာအဝေးတွေလက်ချောင်းကျဲစိတ်တွေလဝါပြေအပြော့မှာပေါ်တော်မူတည်ပါသေးတယ်။ကွဲပြားခြားနာတဲ့ဟော့ကင်းတွေလည်းဆက်ရှိပါသေးတယ်။နောက်တစ်ခုပြောချင်တယ်ဗျ။နောက်တစ်ခုမှတ်ဖွယ်မရအကြောင်းအရာတစ်ခုကလည်းကံမြင့်စေတဲ့နေ့ဗျ။တိတာနဲ့မိတ်ဆွေပေါ်မှာကံမြင့်စေတဲ့နေ့က33နေ့ရှိတယ်။ဒါတွေကတကူးတကနဲ့လောက်ဆရာမလို့ဘူး။ ဒါပေမဲ့ဒီဟာတွေလုံးလို့ရင်ပဲမိတ်ဆွေရဲ့ကံကမြင့်တက်လာပါလိမ့်မယ်။နံပါတ်၁ချက်မိဘရဲ့အဝတ်အစားလျှော်ပါလေ။နံပါတ်၂မိဘကိုဖြူစုပါမိဘကိုနေစဉ်ကြောပါ။မိမိအိမ်ကိုတန့်ရှင်းပါနံပါတ်5ချက်ကမိမိအိမ်မျက်နှာစာကိုတန်ရှင်းပါ။နံပါတ်6ကဖះကြောင်းဆောင်တန်ရှင်းပါ။နံပါတ်9ဖះရောင်တော်ဖွင့်ပါ။နံပါတ်10စွမ်းပန်းရည်ကြံစီမီနေ့စဉ်ကတ်လုပါ။နံပါတ်9ဖះတရားတန်ခါဂုံတော်ပွားများပါ။ ံပါတ်၁၀လမ်းပေါ်မှာအမိုက်တရကြီးစူးတွေမရှိအောင်နေ့စဉ်လှည့်ချင်ပြပါနံပါတ်၁၁ကဇေဒီပရဘုံဓမြက်လဲကုတို့ယူပါတဲ့နံပါတ်၁၂ဘုံကြီးကျောင်းကုလီတန်ရှင်လောက်ပါနံပါတ်7ကအများဆုံးအိမ်သာတန်ရှင်းလောက်ပါနံပါတ်14ကတော့မြောင်းဆယ်မြောင်းဖော်မြောင်းတူပါနံပါတ်15ရေကန်ဆယ်ပါနံပါတ်16ရေရင်းရေကန်ရေလို့ပြပါ လမ်းမှာအမှတ်တမဲ့တွေ့ရှိတဲ့စားလောင်နေတဲ့လူတရိษံတွေတွေကိုဒါနပြုပါတဲ့နံပါတ်၈ပန့်တကူပြပါနံပါတ်၉ကုသိုလ်ပြုစီရင်မှတ်ပြီးပြန်လဲပီတိပွားပါနံပါတ်၂၀တစ်ပင်ဆိုင်ပါနံပါတ်၂၁ရိတ်လူပါ၂၂ညောင်ထောက်ပါ23လေလွင့်တရိษံလေးတွေဒါနပြုပါ24အယူကျွေပါ25တရားထိုးပါလူပါ26ကောင်းစေမင်္ဂလာပြုပါ29ယဟန်တကာခံယူပါ28 ရေနစ်နေတဲ့တိရစ္ဆာန်လေးတွေကို10ပါ29ကန်း5ပါလုံးမှာ30စိတ်ကောင်းမွေပါ31ဝစီတူးစရိုက်ရှောင်းပါ32တူတဘွားကျေစုတည်တပါ33တူတဘွားကောင်းတရား9ပါကိုကျင့်တော့ပါအခုပြောတဲ့ချက်တွေကိုဘာပဲလို့လို့ပြီးပြီးရောလုံးဝမလုပ်ပါနဲ့တရားပီတိပွားများပြီးလုပ်ပါမိတ်ဆွေအနေနဲ့ကန်စာရာဘလောက်ပဲညံပါသေးမုတ်ချကံမြင့်လာပါလိမ့်မယ်လို့ပြောချင်ပါလိမ့် ောက်တစ်ခုလည်းဘုဒ္ဓရလုံကဖော်ပြပေးခြင်းနဲ့ဗျမိတ်ဆွေအနေနဲ့ကံစားတာကောင်းခြင်းရင်ဘယ်လိုလုပ်မလဲအခုပြောပြမယ့်ချက်ဒီမှာမိလေဖတ်ကြည့်ပါဘဝမှာကံစားတာကောင်းခြင်းရင်နံပါတ်1မနှက်မျက်နှာတည်တဲ့ခါတရဏဂုံရွတ်ဆိုပါမျက်နှာအကြည့်တက်ရစေပါလေနံပါတ်2သွားတိုက်တဲ့အခါဂုံတော်ပွားများပါကိုယ့်ရဲ့ကောင်းတဲ့ကြံစီပြောဆိုမှန်သမျှအောင်မြင်စေပါလေနံပါတ်3တတိယရင်ရတယ်လို့မြစ်တာတုတ်ရပါ မေတ္တာပေးတဲ့သူနာမေတ္တာပြန်ပေးသူတွေနဲ့လုံခြုံနှွေးထွေးစေပါနဲ့နံပါတ်၄တနေ့နှစ်ချိန်အနည်းဆုံးတောက်တော်ရီကတ်လူပါခုနှစ်ရက်တာသမီနေအေဂျင့်တို့ကိုဘွားလည်းအေဂျင့်စေပါနဲ့နံပါတ်၅တနေ့ကိုတစ်ချိန်မဟာသမရာတုပ်ရွှေဖြစ်အောင်ရပါနတ်တို့ချစ်ခင်ဆုံးရှောက်ပါနဲ့နံပါတ်၆တနေ့တစ်ချိန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါအကျိုးကျေးဇူးအေကန်ထူပါနဲ့ နံပါတ်9တနေ့တကြိမ်ခင်မွန်းကြီးဆေပါ ဝင်းချတောင်ပန်ရှိခိုးပါအပြည့်မှန်သမျှဆင်ကျင်မိစေပါနဲ့နံပါတ်8 5ပါးသီလလုံးချုံအောင်စုံထိန်ပါ အတက်နိုင်သမော့သီလအကျိုးကြောင့်လူတံပေါ်မြင့်တက်ပါလေနံပါတ်9မိဘခြေစုပ်ထူတည်တက်ပါရောက်ရအရင်မှလူချစ်လူငယ်ပေါ်ပြီးကုညီဆောင်မသူတွေနဲ့တွေ့ရပါလိမ့်မယ်နံပါတ်10စိတ်ကောင်းရှိပါမိတ်ဆွေရဲ့စိတ်ကနောက်ဝိုင်းဘဝခါနဲ့နောက်တက်ပါလေ7 နေ့စဉ်ကုသိုလ်ပညာအဥ္စာတစ်ခုခုရဖို့ကြိုးစားပါ လူဖြစ်ရတဲ့ခိုက်တက်မှာလူဖြစ်ရကျွတ်နှက်ပါတယ်စက်နှစ်ဒီနေ့ကိုအနည်းဆုံး15မိနစ်ခန့်တရားနိုင်ပါတန်ត្រာဝစင်ရကလွတ်မြောက်ပါတယ်တဲ့ကဲဒီနေ့ကတော့မိတ်ဆွေဝင်ရလေးတင်ဆက်ပြတာပါနားဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ